လွမြောက်ထားပြီးနေမြေတွေစစ်ကောင်စီလက်ထဲပြန်မရောက်ရေးအတွက်ကိုစွမ်းညံစွမ်းရှိတဲ့၍စွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့ချင်းညင်အောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကပြောပါတယ်စစ်ကောင်စီကလေချောင်းနဲ့မြေပြင်ကနေစစ်အင်အားအလုံးအရင်တုံးပြီးချင်းပြည်နယ်ကနေမြေတွေကိုပြန်စိုးမိုးနိုင်ဖို့ထိုးစစ်ဆင်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးစလိုင်းရောမန်ကအခုလိုပြောဆိုတာပါစစ်ကောင်စီဘက်ကအရင်ထက်အင်အားတွေပိုသုံးပြီးစစ်စင်ရေးလှုပ်လာလို့အခက်အခဲတွေရှိပေမဲ့ချင်းညင်အောင်အနေနဲ့လဲမြို့သိမ်းစစ်စင်ရေးအောင်ပွဲပြီးကြတဲ့က စစ်ကောင်စီရဲ့ထိုးစစ်ကိုတုံ့ပြန်ဖို့ကြိုတင်ပြင်ဆင်ထားကြောင်းရှင်းပြပါတယ်။လွတ်မြောက်အောင်တိုက်ထုတ်ပြီးသားနေရာတွေတော့ပြန်မပေးကျင်ကြောင်းအဲ့ဒီနေရာတွေကိုအသက်နဲ့ရင်ပြီးအများကြီးတိုက်ယူခဲ့ရတာဖြစ်ကြောင်းဆလန်းယောမန်ကပြောပါတယ်။ဒါကြောင့်လွတ်မြောက်နယ်မြေတွေကိုအစွမ်းကုန်ကာကွယ်ရမှာဖြစ်ပြီးအစွမ်းကုန်ဖြစ်နိုင်တဲ့နည်းနဲ့ရုန်းကန်ရမှာလို့ဆက်ပြောပါတယ်။စစ်ကောင်စီကချင်းပြည်နယ်မြောက်ပိုင်းဖြစ်တဲ့တီးတဲ့မြို့နယ်တိုင်းငင်းမြို့ဘက်ကိုစကိုင်းတိုင်းကလေးမြို့ဘက်ကနေမြေပြင်စစ်ကြောင်းထိုးလာတယ်လို့တီးတဲ့မြို့ကိုလေကြောင်းကစစ်အင်အားဖြည့်တင်းပြီး ကြီးတိန်ကတစင်းတိုင်းငင်ဘက်စစ်ကြောင်းထိုးလာတာကြောင့်ချင်းတော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်နေပါတယ်။ကြီးတိန်မြို့နယ်ကကနေဒီတောင်အပါအဝင်နယ်မြေတချို့ကိုစစ်ကောင်စီဘက်ကပြန်လည်နေရာယူထားတာပါ။အလားတူချင်းပြည်နယ်တောင်ပိုင်းကိုဥတီပြီးစစ်ကောင်စီကမကွေးတိုင်းပခုတ်ကူအဲကနေပေါင်းမြို့နယ်ပေါင်းမြို့နယ်ကတစင်းပုံတောင်ပုံညာဒေသကိုထိုးစစ်ဆင်လာနေပြီးတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်ကောင်စီကရှမ်းမြောင်မှာအပြစ်ရက်နိုင်ခဲ့လို့မြေပြတ်နဲ့ချင်းပြည်ကိုစစ်အင်အားပုံမှုဖြစ်တင်းပြီး ထိုးစစ်လှုပ်လာတာတွေ့ရတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆလာယောမန်ကပြောပါရယ်ချင်းညီနောင်နဲ့မဟာမိတ်တွေကချင်းပြည်နယ်တောင်ပိုင်းမှာ မတူပီကျင်တွေးကံပက်လက်မင်းတက်နဲ့ချင်းပြည်နယ်မြောက်ပိုင်းကဖလန်းမြို့နယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်ထားပါရယ်အဲ့ဒီတဲကဖလန်းမြို့နယ်ကိုစစ်ကောင်စီပြန်ရဖို့စစ်ရေးပြင်ဆင်လှုပ်ရှားနေတာကြောင့်ချင်းတော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲပြင်းထန်လာမယ့်အခြေအနေတွေရှိနေပါရယ်ရှင်